AA စီးပွားရေးတာဝန်ခံလေးများမှစီမံခန့်ခွဲပြီးမလေးရှားသို့ပို့ဆောင်မဲ့ကျက်66ဘီလီယံကျော်တန်ဖိုးရှိ Ice Mud Amphetamine 3တန်ကျော်၊ကက်တမီန်200ကီလိုနဲ့မူရင်မှောင်ခိုခိုင်းဖွဲ့အားရန်ကုန်မြို့မှာဖမ်းဆီးရမိကြောင်းမူရင်စေဝါတာစီတင်ရေးတဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။မူရင်စေဝါတာစီတင်ရေးတဖွဲ့ဟာ Masla 6ရဲ့ညခွန်နိုင်ဝဲခန့်မှာရုံတိုင်းဒေသကြီးတကုံမြို့တဲ့တောင်ပိုင်းမြို့နယ်144ရပ်ကွက်စင်ဖြူရှင်လန်အမှတ်946မြင်းဆောင်948ရှိကိုတောင်အားတရင်းရဝင်ရောက်ရှောက် ခဲ့ကြောင်းသိရပါသည်အဲ့လိုရှောက်ဖွေရာတန်းလွင်ဝေယအောင်ခေါ်တာကြီးတန့်ကောင်းဆက်ခေါ်ပေါင်းချင်းရဲရင်နိုင်လှတန်းဦးခေါ်ရာကွတ်တို့ငါးဦးအား ice mud amphetamine တိတရမနှစ်တန်းတိုတာဟိုင်လက်စ်ယင်တစီတိုတာလန်ခရူဇာယင်တစီနဲ့မာစီဒီဘန်စ်ယင်တစီတို့နဲ့အတူဖန်ဆီးမိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်ဆေးဖော်ထုတ်ချက်အရသိစီယာမီအိုက်စမန်အဖက်တမင်းများအားဝါကိုပန်အုပ်ချုပ်ခွင့်ရဒေတာ ပန်ဆန်းမြို့မှာနေထိုင်သူတင်မာဝင်းရဲ့အစီအမံဖြင့်တန်းလွင်မှာတာဝန်ခံတည်ဆောင်ရောက်ဝယ်ခြင်းဖြစ်ပြီးတန်းလွင်ထက်မှ Ice Mud Academy များအားရေကုန်မျိုးတွေတဆင့်ပြလည်ရောက်ချသူဟိန်းစီသူခေါ်စောစောအောင်ခေါ်အောင်ကိုကိုခေါ်ထင်လင်းပြအားတက်ကီတာမျိုးနဲ့ရှုကင်းသားလမ်းတွေ၎င်းစိတ်ပြောင်းစေဝါများအားတဆင့်ပြောင်းလဲရောင်းချရန်ချိတ်ဆက်ပေးသူတင်လားခေါ်စတဲ့အားတကုံမျိုးတစ်တောင်ပိုင်းမျိုးနဲ့တရားလေးရက်ကတည်းကဖန်ဆီးရမိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီနောက် သတင်းကွင်းဆက်အရာမန်လာ6ရက်ည9:00နာရီခန့်မှာမြောက်ကလာပါမြို့နယ်ထောက်ဝံဘဲရက်ကသူတမလမ်းမကြီးတွင်ကြော်ကြော်သိန်းခေါ်ကြော်ကြော်ခေါ်အသေးလေးမောင်းနေလာတဲ့ဟွန်တိုင်းပေါ့စ်ရင်ကိုရှောက်ဖေးရရင်ပေါ်မှာ ice mud effect တမင်းတိတရမ25တန်နဲ့ကက်တမင်း200ကီလိုဖန်စီရမိခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရအဆိုပါစိတ်ပြောင်းစေဝါများကိုမလေးရှားပင်လယ်ပြင်သို့ချိတ်ဆက်ပို့ဆောင်ရောက်ချရန်စီမံခန့်ခွဲသူမှာ AA စီးပွားရေးတာဝန်ခံရဲဝင်းခေါ်ကျော်စိုးလေးနှင့်၎င်းရဲ့စနီးဖြစ်သူရွှေကောင်းသာဆက်လီပိုင်ရှင်မတိတာမြင့်လို့ဖြစ်ကြောင်းရခုံမျိုးတွင်မူရေးစေဝါများလက်ခံပြီးရွှေကောင်းသာဆက်လီဖြစ်မလေးရှားပင်လယ်ပြင်သို့တာဝန်ခံပို့ဆောင်သူမင်းမင်းဆိုအားရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်းမြို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း၎င်းဟာ2023ခုနှစ်ဖေဖော်ဝါရီလတွင်မူရေးစေဝါများအားမလေးရှားပင်လယ်ပြင်သို့ရွှေကောင်းသာ ဆက်လီနဲ့တင်မိုးခဲ့ကြောင်းနဲ့မလေးရှားသို့မွေးရီစေဝါးများပို့ဆောင်ရမှာဦးစီးလောက်ကန်သူမျိုးမင်းစိုးခေါ်ကိုမျိုးအားမြောက်လာပါမျိုးနဲ့သူတမလမ်းမကြီးတွင်ဆက်စီယာစီနဲ့တူဖန်စီရမိခဲ့ပြီး၎င်းနေထိုင်တဲ့ဒဂုံမျိုးတဲ့မြောက်ပိုင်းမျိုးနဲ့49ရက်ခွဲရှိနေမှာ Iceberg Effectming တဒံထပ်မံသိစီရမိခဲ့ပြီးစေပြောင်းစေဝါးများအားမလေးရှားပင်လယ်ပြင်သို့ရွှေကောင်းသာဆက်လီနဲ့တိဆောက်ရာတွင်ပူပေါင်းပါဝင်နေကြော်ဝေထုံးတိတ်ထုံးခေါ်တန်စီရန်ရှင်းအောင်နေစောစောအောင်တို့အားစစ်ကြီးခနောင်တို့မြို့နေ

စမာတူဝါအပိုင်းလေးရက်ကွက်မှာရွှေကောင်းသာဆက်လင်းနေတူဖန်စီရမိခဲ့တာကြောင့်စုစုပေါင်းကျပ်66.625ဘီလီယံတန်မိုးရှိ Ice Mud Amphetamine 3.465တန်းနဲ့ကက်ဒမင်း200ကီလိုတို့ကိုဖန်စီရမိခဲ့ကြောင်းသိရပါတယ်။ AAC ဘွားရေးတာဝန်ခံရဝင်းခေါ်ကျော်စိုးလေးနဲ့၎င်းရဲ့စနီမတိတာမျိုးတို့ဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့တွင်မော်တော်ယာဉ်ကိများဖွင့်လှစ်ပြီး၎င်းတို့ပိုင်းခီးတဲ့တင်မှတ်လုံးရင်စကြောစီးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများလောက်ကန်လျက်ရှိကြောင်းသိရပါတယ်။ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးဖန်ဆီးမိသူများအားငွေရည်စေဝါနှင့်စိတ်ကိုပြောင်းလဲစေသောစေဝါများဆိုင်ရာဥပဒေအရရေးယူထားရှိပြီးငွေရည်စေဝါတည်ဆောင်ရောင်းဝယ်ရမှရရှိတဲ့ငွေကြေးကျိုးမြတ်များပိုက်ဆိုင်မှုများကိုပြည်သူဗန္နာဖြင့်သိသိနိုင်ရေးအတွက်ငွေကြေးခဝါချမှုတက်ဖြည့်ရေးဥပဒေနှင့်ဆက်လက်ရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းငွေရည်စေဝါတာစီနီရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရပါသည်။